အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဘောနော်အဲ့တော့လက်ရှိမှာပေါ့နော်ဒါကျွန်တော်တို့ဒီ all english fine ဒါကျွန်တော်တို့ဘီဘောက်မှာကန်ကြတော့မယ် အဲ့တဖက်မှာဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်တို့ဥရောပဖိုင်နယ်လေးကြောင်းနည်းနည်းလေးပြောသွားမယ်အများကြီးတော့မဟုတ်နည်းနည်းလေးချင်းချင်းပြောသွားမယ်ဘောနော်ဒါကျွန်တော်တို့ဟိုအချိုရင်ကုန်သန်းဆိုတာဒါကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့အတွေ့အပုံစံမျိုးကျွန်တော်ပြောသွားခဲ့မယ်အဲ့တော့ဒီနေ့မှာ Tottenham Hotspur အသင်းအနေနဲ့ဒါကျွန်တော်အနေနဲ့ဒါခုနကဘယ်လို Europa League ဖိုင်နယ်ခင်ဗျာကျွန်တော်ရောက်မလားမေးမယ်ဆိုရင်တော့ကျွန်တော်မရောက်ဘူးလို့ပဲကျွန်တော်မြင်တယ်ဘာလို့ဆို ကိုသေးကို coffee နဲ့မရှိဆိုတော့ကျွန်တော် spa သင်းစီကတုံတန်ဘာမှမမျော်လင့်ခဲ့တာတော်တော်လေးကိုကြာပါပြီ။ဒါကကတော့ဒီနှစ်မှာဆိုပူတော်ဆိုးသေးကျွန်တော် grand လေးပြောခဲ့လို့ပဲ။ဒါကျွန်တော်အသေးနဲ့ကျွန်တော်တော်တော်လေးကိုဝေးကွာသွားလို့ခံပူဆိုးတာပဲဒါကျွန်တော်ပြိတ္တတီနဲ့နီးပြရဲ့ကြားထဲမှာဒါကျွန်တော်ဖြစ်တယ်။ဒါပူဆိုးသွားတာကနီးပြနောက်မှာဒါကျွန်တော်တို့ကစားသမားကအပြည့်ဝရှိပြီးကစားသမားနဲ့ပြိတ္တပါကွဲသွားတဲ့အချိန်တွေဖြစ်သွားတော့တော်တော်လေးကိုဒါကျွန်တော်အဖတ်စင်မြင်ရတော့ဘလောက်ဆိုးလဲဆိုတော့အခုလက်ရှိမှာဒီဖလားရသည်ဖြစ်စေမရသည်ဖြစ်စေစပါးသိနေလာမယ့်ညရသည်မှာနီးပြပြောင်းလဲမှုတောင်ဖြစ်သွားဘူးတော့တေချာတော့ဖြစ်နေပြီ။အဲ့တော့ ပြောမယ်ဆိုပြဟိုဘာမှမျောလင်းချက်မတောက်တကယ်ကိုခုနပြောသူပဲဒါအလုံးဝဟိုโอเค less dance ပေါ့ဒါလောက်ပဲကျွန်တော်မျှော်လင့်ချက်ထားတယ်ဒါပေမဲ့တစ်ဖက်က United အသေးတွေနဲ့ဒီညမှာကွာတယ်သူတို့ကလက်ရှိမှာ error တစ်ခုစတင်မှုအတွက်ဒီ flag ကအများကြီးလိုအပ်တယ်တစ်ဖက်ကဒါ error တစ်ခုခွဲခွာမှုတွေဒါကျွန်တော် flag တစ်ခုကဒါအမှတ်အမှတ်တရအနေနဲ့ကြံခဲ့မဲ့အချိန်မှာတစ်ဖက်ကဒီ flag တစ်ခုနဲ့ဒါကျွန်တော်တို့ဒါ error တစ်ခုဒါ Ruben Amorim ရဲ့ဒါ kit တစ်ခုကိုစတင်မယ်မဟုတ်နော်အဲ့တော့ Ruben Amorim နဲ့အခုလက်ရှိဒါကျွန်တော် Spain အသေးတွေနဲ့တွေ့ပြီဆိုအမြင်နဲ့တိုင်ပတ်တက်တဲ့အခြေအနေတစ်ခုကနေပြီးတော့ဒါလုံးဝရုံးထွက်ပြခဲ့တဲ့ Bilbao လို့ club မျိုးကိုဒါကျွန်တော်နှစ်ကြော့ပေါင်းရလနေတာကျွန်တော်ခုနှစ်ခု တကူဆိုတဲ့ရလနဲ့လုတ်ပြခဲ့တယ်တကယ် impressive ဖြစ်စရာကောင်းခဲ့တယ်ဒါပထမအကြုံမှာလူဒီကဟာတဲ့မှာအဓိကရလို့ဆိုတဲ့အပြောတွေကိုဒါဘေးချပြီးတော့ဒီနေ့ပေါ်စမှာဒါ United အသင်းရဲ့အိမ်ဝင်းမှာလဲဒါဘီဘာကို၄ကူးပြတ်ဆိုတဲ့ဂိုးတကူနဲ့ဒါကျွန်တော်ဂိုးတွေသွင်းပြအဲ့တော့ဒါကျွန်တော် Ruben Amorim လက်အောက်မှာဒါကျွန်တော်တို့ Europa League ကတော်တော်လေးကိုအဆင်ပြေခဲ့တယ်ဘလောက်တိတောင်အဆင်ပြေခဲ့လဲဆိုတာ Europa League မှာလက်ရှိမှာရှုံးပွဲမရှိဘဲနဲ့ဒါ final တက်လာတဲ့အသင်းနဲ့နေနေတော့မှတ်တမ်းဝင်သွားခဲ့တယ်မပါဘူးဒါကျွန်တော်တို့လက်ရှိဒါ Europa League ရဲ့ final အရာကြည့်မယ်ဆို All English final ကဒါ6ချိန်ညောင်ဖြစ်တယ် စပါးအသင်းနဲ့ဒါကျွန်တော်မမဲ့ရဒါစပိန်နိုင်ငံဒါကျွန်တော်တို့စပိန်နိုင်ငံမှာပေါ့နော်ဒါစပိန်နိုင်ငံမှာဒါကျွန်တော်တို့ in all english final ဆိုတော့ကိုတွေကတော်တော်လေးကို trauma ရနေပြီလို့ပဲဆိုလို့ရမယ်တမပါတယ်မက်ဒရစ်မြို့မှာလည်းဒါကျွန်တော်မမဲ့ရ liverpool အသင်းကစပါးအသင်းကို2-0ဆိုတဲ့ရတဲ့အနိုင်ရခဲ့ပြီးတော့ဒါကျွန်တော် champion league ပလာဂျီကိုဆုကူးသွားခဲ့ပြီးကျွန်တော်အသေးတွေအဲ့တော့ဒါတော့မဟုတ်ဘူးနော်ဘယ်လိုလဲဒါကျွန်တော်ခါတိုင်းလောက်ဒီနေ့ဒါတိတ်ပြီးမဟုတ်ဘူးဆိုတော့ ရင်ကွဲရလုံးလုံးပြခုနပြောလို့ပဲဒါကျွန်တော်တို့တော်တော်လေးကိုဒါကျွန်တော်တို့ဒါရင်ကွဲကြမမဲရဒါကိုဒီချန်ပီယံလိဖိုင်နယ်တတ်သွားနေတာညတော့လုံးဝမမိနဲ့တကယ်ကိုကျွန်တော်ဒါလုံးဝပြောဖို့ကောင်းခဲ့တဲ့နေ့တနေ့ပေါ့နော်ဒါပေမဲ့လက်ရှိမှာကျွန်တော်နေဒီလိုဗိုက်မျိုးဖန်ကျွန်တော်မနေ့ပေါ်ကျွန်တော်ပြောခြင်းမနေ့ပေါ်ကျွန်တော်ဒါအခုလက်ရှိမှာအခုလက်ရှိမှာ Spark Twitter ကလည်းကိုဒီကိုပြောအောင်တအားလုပ်ပြီးတယ်ပေါ့နော် Spark Twitter နဲ့အခုလက်ရှိမှာဒါမနေ့ပေါ်ကျွန်တော်ပျောက်ဆုံးသွားတဲ့ຢာတစ်ခုဒီကစားသမားရဲ့ဒီနီးပြစီမှာပြန်ပြီးတော့ဒါမင်းညကတွေးကြရတယ်ကစားသမားရဲ့ဒါကျွန်တော်ပိတ်သက်ဒီဒါနီးပြကိုဒါတော်တော်လေးကိုဒေါသထွက်နေတဲ့ဂျားတွေကနေနီးပြအခုလက်ရှိမှာနောက်မှာနောက်ဆုံးတစ်ချိန်ပေါ့နော်ဒါခုန ပေါ့နီးပြအနေနဲ့ထွက်မယ်ဆိုရင်တော့မှ last dance ပေါ့နော်အဲဒီနေ့ဒါကျွန်တော်ဒီဖလားကစပါတင်အတွက်ဘာလို့ရေးပါဆိုအများကြီးပေါ့နော်ဒါကျွန်တော်ဒါနှစ်ပေါင်း40ကျော်ဥရောပဖလားမရတဲ့အချိန်မှာဒါကျွန်တော်နောက်ဆုံးကျွန်တော်လက်ရှိမှာရည်ရတာတခုက စပါအသင်းကဒါယူရိုပါလီနှစ်ချိန်ရဘူးတဲ့ဒါဟာကျွန်တော်တို့အသင်းရဲ့ယူရိုပါလီရဲ့၃ချိန်မြောက်ဖြစ်သွားနိုင်တယ်မှာပါတယ်ယူနိုက်တက်ကယူရိုပါလီ၃ချိန်လားမသိဘူးနော်ဒါဆိုဒီဒီခေါက်နိုင်မယ်ဆိုတော့ယူရိုပါလီနှစ်ချိန်ဖြစ်မယ်ထင်တယ်အဲ့တော့ဒါကျွန်တော်တို့အင်္ဂလိပ်အသင်းနဲ့မှာယူရိုပါလီဒါကျွန်တော်စပါအသင်းဒါကျွန်တော်၃လုံးဖြစ်သွားခဲ့မယ်ဆိုတော့ဒုတိယအများဆုံးအသင်းဖြစ်သွားမယ်ဒါလီဗာပူးအသင်းပြီးရင်တော့ဒါကျွန်တော်စပါအသင်းနဲ့ဒါယူရိုပါလီဒုတိယအများဆုံးအသင်းဖြစ်သွားမယ်ထင်တယ်ကျွန်တော်ထင်တာမာမိုက်လဲမှာအဲ့တော့ဒါရှိမှာယူနိုက်တက်အသင်းကစပါအသင်းကဒါယူရိုပါလီကိုရထားဘူးတဲ့လူတွေဖြစ်တယ်ဒါသူတို့ရဲ့ဒါရှိပြီးသားယူရိုပါလီကိုတစ်လုံးပဲထပ်ပြီးတော့အက်တော့လောက်ရမယ်သဘောမှာပဲရှိအဲ့တော့ နှစ်သိန်းလုံးကလည်းလက်ရှိမှာဒါရီရတာကဒါကျွန်တော်အင်္ဂလိပ်အသင်းနေနေဒါကျွန်တော်တို့ရဲ့ပြည်တွင်းလီမှာစုပ်ပြတ်တက်နေတဲ့နှစ်သိန်းလို့ပြောလို့ရတယ်အဆင့်15နဲ့16ပေါ့နော်ဒါကျတော့ညီနောင်နေပဲအပေါ်အောက်ညီနောင်နေတော်တော်လေးကိုဒါတိုင်ပတ်နေတဲ့အသင်းသင်းကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာဒါစပါးသင်းနေဒါကျွန်တော် Manchester United final ကထင်တာကပူပြီးတော့ကြမ်းမယ်ရမ်းဘောက်တော့ ပြိသက်တိုင်းကဒါသူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲတကယ်ပြိသက်တိုင်းလည်းဆိုပဲစပါတင်းနေတဲ့ဒိနေ့ပေါ်မှာဆောက်ရမ်း desperate ဖြစ်တယ်ပြောချင်တာဒါကျွန်တော်တို့ Liverpool နဲ့ Newcastle တွေ့ခဲ့တယ်လို့ Liverpool ကလက်ရှိမှာ fly နဲ့ဒါမစိမ့်နေတဲ့အသင်းတင်းတစ်ဖက်က Newcastle က fly နဲ့ wait တဲ့အသင်းနှစ်သင်းလုံးကစာလောင်မှုတွေနဲ့သူ့ဟာသူပြေးနေတယ်မှာနှစ်သင်းတွေ့ရမယ်ဒီနေ့ပေါ်မှာတိုင်းမဲ့ United နဲ့စပါကလည်းဒီတိုင်းမယ်ခုနကပေါ်တစ်ဖက်က Spurs နဲ့ဖလားမဲ့ရတာဘယ်နှစ်နှစ်ရှိပြီလဲဒါခုနကပေါ်လက်ရှိမှာ ဟိုဟာဗာလေကျွန်တော်တို့ကကားလင်းပြတ်တော့မယ်ဆိုတော့ total average 18နဲ့16နဲ့လည်းဝင်သွားပြီဥရောပဖလားမြန်နဲ့140ကျော်သွားပြီ United ကဒါအဆိုးဆုံးရာသီတွေမှာတော့မှဒါကျွန်တော် Premier League ဒါကျွန်တော်တိုင်ပတ်နေရဆွေးနာမပြည်တွင်းလီမှာဒါကျွန်တော်တနှစ်ကိုဒါဖလားလုံးရခဲ့တယ်ကျွန်တော်ဒါကာရာဘောက်စားရတယ် FA ဖလားရတယ်အခုလက်ရှိမှာယူရိုပါလိကိုလည်း finalist တက်လန်းခဲ့တယ်အဲ့တော့နှစ်သင်းလုံးအတွက်ဒီနေ့ပွဲစဉ်ကလုံးဝ stake on stake ပဲ United အသင်းတို့ကဒီနေ့ပွဲစဉ်မှာအနိုင်ပွဲကတအားလို့တယ်ဘာလို့ဒီနေ့ပွဲဒါယူရိုပါလိရပြီ Champion League ဝင်မှလာမယ့်နွေရာဒီမှာ United အသင်းတွေငွေကောင်းကောင်းသုံးလို့ရမယ်ပတ်စံတွေများများသုံးလို့ရမယ်ပြောချင်တာကစားသမားကောင်းတွေကိုခေါ်ယူဖို့အတွက်အခြေအနေဒီကောင်းမယ်အဲ့တော့ United အသင်းတို့က financially ရဒီနေ့ Champion League ဝင်ခွင့်က immediate မှအရေးပါနေတာဖြစ်တယ်တစ်ဖက်က စပါတင်တကခုနကဘယ်လိုငွေကြီးကြီးဆိုတာကျွန်တော်တို့ကမရှိမဲ့ရှိမဲ့ဂုံသိက္ခာအတွက်အများကြီးရေးချီတယ်ဒါကျွန်တော်ခုနကဘယ်လိုလဲကိုရီးယားတခုနကကိုရီးပဲကန်ဆိုးတာလားကန်ကောင်းတာလားဘာလားတော့မသိပေမဲ့ခုနလက်ရှိမှာကိုရီးအတွက်ကဒါကျွန်တော်တို့ all english final တစ်ခေါက်တက်တယ်တစ်ခေါက်တက်တယ်နှစ်ခေါက်တက်တယ်ဘောနော်ဒီကြနှစ်ခေါက်တက်တယ်နှစ်ခေါက်လုံးဒါအင်္ဂလိပ်သင်းနဲ့တွေ့ရတယ်အဲ့တော့ တကယ်တမ်းမှာတော့ကျွန်တော်တို့တော်တော်လေးကိုအဲ့တော့ဖြစ်ခဲ့အဲ့တော့ဒါကျွန်တော်တို့တစ်ချိန်ကလက်ဘဘူးတင်းနဲ့တော့ဒါကျွန်တော်စပါတင်းနဲ့တွေ့တဲ့ချိန်တော့ကွာမယ်လို့မြင်တယ်လက်ဘဘူးတင်းနဲ့စပါတင်းတဲ့ချိန်မှာဒါတစ်နှစ်သင်းလုံးကတော်တော်လေးကိုကွာဟတယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်မှာစပါတင်းနဲ့ United ကအပေါ်အောက်ဆိုတော့ဒီပွဲစဉ်ကတော်တော်လေးကိုကြည့်လို့ကောင်းမယ်စပါတင်းကဒီနှစ်မှာဒါ United ကိုဒါကျွန်တော်တို့အဲသုံးချိန်တွေ့ခဲ့ပြီးနောက်သုံးချိန်လုံးနိုင်ခဲ့တယ်ပြီးတော့ဒါကျွန်တော်နောက်ဆုံးနှစ်နှစ်မှာစပါတင်းဒါ Angie Postel Glue ရောက်လာခဲ့တဲ့က Angie Postel Glue ရဲ့စပါတင်းကဒါကျွန်တော် United အသင်းကိုမရှုံးသေးဘူးပေါ့နော်အဲ့တော့ record တွေကကိုရီစပါတင်းကောင်းမယ်ရည်ရတာခုနက Aston Villa နဲ့လည်းအတိုင်းပဲစပါတင်းနဲ့ Angie Postel Glue Aston Villa တော့တော်တော်မရှုံး ်တကယ်တမ်းကျွန်တော်တို့ quarter final မှာ Aston Villa ကိုရှုံးပြီးထွက်သွားခဲ့ရတယ်အဲ့တော့ပြောချင်တာကကိုရီအသင်းကအခုလက်ရှိမှာနာမည်ကြီးတယ်ဗောနော် Bordeler ဆိုပြီးဒါအရေးကြီးတဲ့အခန်းကဏ္ဍဒီမှာဆိုအမြဲတမ်းချီချော်လက်ချော်ဖြစ်လုံးတဲ့အတွက်ကြောင့်မို့အရန်နာမည်ကြီးရတဲ့အသင်းတွေကတသင်းဖြစ်တယ်အဲ့တော့အဲ့ဒီတိုက်တယ်ကိုဆက်လက်ပြီးထိန်းသိမ်းသွားနိုင်မှာကျွန်တော်တို့ရှာအဲ့တော့ကျွန်တော်ခုနကပြောတဲ့ဒါ Champions League final ထက်ဆန်ကျွန်တော်အများကြီးစိတ်လျှော့တာဗောတော့ကိုအသင်းချင်းတွေကိုကြည့်တယ်မရလဲကျွန်တော်အနေနဲ့ဒီကောင်လေးတွေတော့ကျွန်တော်ဝမ်းသာဗောတော့ဒီလောက်ထိလုံးပြနိုင်ခဲ့တာခုနကပြောတဲ့ဒီပြအနေနဲ့ဒါဒီလောက်ထိဆဲဆိုပြောချင်ကတော့အသင်းရတာကျွန်တော်တို့ဒီနောက်ပိုင်းတဲ့တွေထဲမှာ ဟိုအစိုးရဆုံးယာတီဆိုတဲ့ဥစ္စာတစ်ခုက ယူရိုပါလိဖိုင်နယ်ကိုတက်လန်းသွားခဲ့တော့တွေ့ရမှာတော့တခါကျခုနဘော်သူဘေတာဟိုတပွဲတိုးတွေကလည်းအလုပ်ဖြစ်တဲ့ဖြစ်တယ်တော့ဒေးဗစ်မူရက်ဆိုပေါ့နမမဲရတာကျွန်တော် WhatsApp မသိနဲ့တော်တော်လေးကိုတိုင်ပတ်နေတယ်ပရီမီယာလိမှာတိုင်ပတ်တယ်ကျွန်မကွန်ဖရင့်လိကိုယူပြီးတော့ငါဘာလုပ်နိုင်လဲဆိုတော့မူရက်စ်ကပြသသွားခဲ့တယ်ဒီနေ့မှဒါရူဘင်အာမိုရင်းကတော့ NG Post ကလူ၂ယောက်လုံးကဒီတိုင်းပဲသူတို့ကသူတို့ပြည်တွင်းလိမှာတိုင်ပတ်နေခဲ့ပေမဲ့ဥရောပမှာ၂ယောက်လုံးဘာလုပ်နိုင်ခဲ့လဲပြသခဲ့တယ်ခက်ခဲတဲ့အပူမဲ့တွေကိုနှစ်ကြိမ်ဆက်ဒါကျွန်တော်လုပ်ပြခဲ့ United က Lion နဲ့အင်ဂွေဝူဂွေနှစ်ကြော့လုပ်ပြခဲ့ပြီးတော့ဒါ Spartan က Frankfurt ရဲ့အင်ဂွေနဲ့ဝူဂွေလုပ်ပြခဲ့တယ် Semi Final မှာဒီနှစ် သင်းလုံးကလွယ်ကူခဲ့တဲ့အနေအထားမှာမရှိဘဲနဲ့နှစ်သင်းလုံးနဲ့ဒါ doubt test တွေကိုဒါကျွန်တော် believer အနေနဲ့ပြောင်းလဲပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့နှစ်သင်းလုံးအတွက်ကဒီနေ့ပွဲစဉ်ကအရန်အရန် crucial ဖြစ်တဲ့ပွဲစဉ်လို့ပြောလို့ရတယ်ဒါပေမဲ့ ျွန်တော်အနေနဲ့ခုနကကျွန်တော်တို့ရှင်းတယ်ဟိုကဘာသူမသူများတဲ့ကျွန်တော်ကျွန်တော်တို့ကျွန်တော်နိုင်စေခြင်းနဲ့ရှယ်ရှယ်လေးပဲဒါခုနကသူများတဲ့ကိုကျွန်တော်နိုင်စေခြင်းနဲ့တောင်မပေါ့ခုနကကိုသေးကိုကျွန်တော်ကိုနိုင်စေခြင်းနဲ့အဖေကရှယ်ရှယ်လေးပဲကိုသေးကိုကိုကိုသေးဖလားမရလဲကြာပြီခုနက underdog game ဘာညာမရှိကိုသေးမလို့ကိုဖလားရစေခြင်းနဲ့အဖေကရှယ်ရှယ်လေးအဲ့တော့ United အသင်းနေနဲ့အကောင်းဆုံးချူစားဖို့လေကျွန်တော်တို့မျှော်လင့်တယ်ဒါပေမဲ့ကိုကတော့ကိုအသင်းကိုကိုဖလားရစေခြင်းသုံးမဲ့ဖြစ်တယ်ဒါကတော့အဖေကရှင်းတယ်အဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့လက်ရှိ English final ကိုမြန်မာစံတော်ချိန်2နာရီတူပဲထင်ပါတယ်ဒါကျွန်တော်တို့မြန်မာစံတော်ချိန်2နာရီခွဲပဲထင်ပါတယ်ဒါကျွန်တော်တို့အဲ မေလ22ရက်နေ့ကျွန်တော်ကြီးအဲ့တော့တချို့ကလည်းကျွန်တော်ကိုမင်းထွန်းနဲ့ကြည့်မကြည့်ခိုင်းပါတော့ကြာနေတာကျွန်တော်တို့ထပြီးရိုက်နေမှာဆော့ပတနာတက်နေဦးမယ်ဗောနှစ်ကောင်လုံးခုနကဗောစိတ်ကခိုင်တာမဟုတ်ဘူးတကူပြအာလီဖိုင်ပါတယ်ဒါပေမဲ့ကြီးကကိုမင်းထွန်းနဲ့ကျွန်တော်နဲ့ကြည့်တဲ့ပွဲစဉ်မှာဆိုတော့ United ကဒါဟိုအရေးကြီးတဲ့ပွဲစဉ်မှာနိုင်ရဗောအာစနယ်ကိုကျွန်တော်နဲ့ကြည့်တဲ့တူတူကြည့်တဲ့ပွဲစဉ်မှာနိုင်သွားခဲ့တော့တွေ့ရမယ်အဲ့တော့ ပြောရမယ်ဆိုတော့လာကျွန်တော်တို့ဒီ all english final ကထင်တာထက်အများကြီးများကြီးပူရင်ခုံမှုခေါင်းပါပါအခုလက်ရှိမှာအချိန်တွေရဆိုတော့ total အားဖြင့်နှစ်ပတ်လောက်ကျန်နေတဲ့အကြောင်းဒီနှစ်ပတ်အတွင်းမှာဘာဒီဘယ်လိုဖြစ်မလဲတေချာတကွာဒီနှစ်ကောင်လောက်ကဒါကျွန်တော် premier league မှာ view site တော့မယ်လို့ကျွန်တော်အနေနဲ့မထင်တော့ပါဘူးဒါတကယ်ကတော့နှစ်သိန်းလောက်တာ premier league ကိုလက်လွတ်ဆုံးရှုံးသွားမယ်လို့ကျွန်တော်ကတော့ပုဂ္ဂိုလ်ကြီးကလုံးဝမြင်မိတယ်အဲ့တော့ကျွန်တော်တိတ်ပြီးတော့ဒါနှစ်သိန်းလောက်တာကျွန်တော်လာမယ့်ဒါ premier league version မှာ united ဆိုတဲ့လူငယ်ရင်းနဲ့ပွဲထုတ်သွားမှာဖြစ်ပြီးတော့စပါးသိန်းကတော့လူငယ်ရင်းနဲ့ပွဲထုတ်မှာနှစ်နှစ်ပတ်လုံးမှာကစားမှာအပြည့်နားခိုင်းမှာမဟုတ်ဘူးတေချာဘာလို့ကစားကွက်နဲ့အယ်ဝင်ရောဒါကျွန်တော်တို့ဂျားတဲ့ မှာဒဏ်ရာမရအောင်သူတို့ဆော့သွားမယ်အနေထားမှာရှိတယ်။တေချာတကွဒီနှစ်သိန်းလို့လူပဲလို့ဒါပေမဲ့တေချာတကွနှစ်သိန်းလို့တာကစားသမားတချို့ကိုတစ်ချိန်ပေးသွားမယ်။လူငယ်တွေကိုကျွန်တော်လာမယ့်ရက်သက်တပိုင်းမှာတွေ့ရမယ်လို့မြင်နေ။နှစ်သိန်းလို့လည်းခုလက်ရှိမှာဒါကျွန်တော်တို့ဒီတာမန်ဟိုဥရောပဝင်ငွေကနေဝင်မှုတွေလည်းခက်ခဲသွားပြီဖြစ်တဲ့ကြောင့်မလို့ဒါတေချာတကွနှစ်သိန်းလုံးနေနဲ့ဘယ်လိုလုပ်သွား။အဲ့တော့တေချာတကွဒီနှစ်မှာဒါကျွန်တော်တို့ချန်ပီယံလိဂ်ကိုပရီးမီးယားလိဂ်6သိန်းဝင်มาဖြစ်ပါတယ်။ဘာပါဝင် ်ခင်ဗျားမကြိုက်တာတော့ဖြစ်နေပြီပေါ့လောက်ပါပဲဘလောက်ပဲဒီကိုတီရှူခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတော့ ਨੇ dv4u တို့မှာချင်းလို့ဆိုတာပေါင်ကူညီလို့ရပါတယ်ညီမလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတော့ ਨੇ dv4u ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်ညီမလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဦးပြညီမကလစ်မှမြန်မြန်နံဖြစ်ပါတယ်အားလုံးမကြူတူပါတယ် ကောင်းမွန်သောနေလီဒနီထရပါဆိုဒီညကနေပြီးတော့စုမကောင်တောင်းပေးတယ်ပဲကျွန်တော်တို့နောက်မှပဲအေးအေးဆေးတွေးကြရပေါ့အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောနေလီဒနီထရပါဆိုစုမကောင်တောင်းပေးနေပဲဒေးပါဗျာ